ဂျွေကျောင်းမှာဖြစ်ခဲ့တဲ့ဗီဒိန်ဖွဲ့စည်းရဲ့အုံမိုက်ကိုတိုက်ခိုက်မှုကြောင့်ကသတင်းမှလာနေပါတယ်။ဂျယ်ရီကဗီဒိန်82ဦးကိုဖမ်းမိခဲ့ပေမဲ့ဥဆောင်သူကိုတော့မတွေ့ရတော့ဘူး။အုံမိုက်ကလည်းဒီကျောင်းနေနဲ့မီဒိုရီယာကျောင်းကိုစာရေးပြီးသူ့ဆရာစီကြောင်းကြားထားပါတယ်။ဟီရိုဆီမင်းမှာလည်းရှီကာဂီနဲ့ကူရိုဂီရီတို့ဟာပြီးခဲ့တဲ့နှစ်30တည်းမှာမှတ်ပုံတင်တာအမျိုးမရှိကြောင်းစုံစမ်းသိရှိခဲ့ရပါတယ်။ USG ဖြစ်ရပြီးနောက်ပိုင်းမှာကျောင်းကိုခေတ္တပိတ်ပြီးမီဒိုရီယာကလည်းအိမ်မှာငငယ်တော့အတိုင်းအုံမိုက်ရဲ့ဗီဒီယိုတွေကိုလက်တော့နဲ့ကြည့်ရှုနေခဲ့ပါတယ်။ ။ကျောင်းသားတွေကတော့တို့ကျောင်း TV သတင်းမှာပါလာတာကိုပြောဆိုနေကြပြီးအတန်းကောင်းဆောင်အီရာကအရေးကြီးတုတ်ပြနဲ့အတန်းစားတော့မယ်။ကိုးနေရာမှာကိုးနေကြဆိုပြီးရောက်လာပါတယ်။ဆရာအဲစွာကိုဆေးဟုတ်တက်နေရတော့ထိမိမဲ့ချက်ချင်းပဲရောက်ချလာပြီး UA အားကစားပွဲတော့ရောက်တော့မယ်လို့ပြောလာခဲ့ပါတယ်။ဗီလင်နေပြည့်ရက်ကတိတ်မကြသေးရာကြောင့်လုံချုံရေးကိုငါးစားတိုးပြီးကျင်းပပြုလုပ်ကြမှာပါ။အရင်ကဂျပန်မှာအိုလံပစ်ခေတ်စားပြီးနာမည်ကြီးကျယ်ပေမဲ့အခု UAE အားကစားပွဲတော်ကနေရာယူလာပါပြီ။ဒီပွဲတော်ကပရိုတယောက်ဖြစ်လာဖို့အခွင့်အရေးဖြစ်နေတာကြောင့်ကျောင်းသားတွေကရေလဲစူးစမ်းချင်နေကြတာပါ။ အဲ့ဒီမှာ URL ကကအတွက်ကြဆုံးတကအတွက်ကြဆုံးဖြစ်နေပါတယ်။ဘာလို့ယူရီအကြောင်းကိုရောက်လာရတာလဲ။ Midoriya က URL ကကိုမီးတော့ပတ်စံလိုချင်လို့ရောက်လာလို့ဖြေလိုက်ပါတယ်။ URL ကရဲ့မိဘတွေကဆောက်လို့ရေလောက်ကြပြီးစီးပွားရေးမကောင်းကြပါဘူး။ဒါကြောင့်ပတ်စံရှာပြီးမိဘတွေကိုတက်တော့တက်တာထားချင်လို့ငွေလိုချင်လို့ဒီအကြောင်းကိုအရင်လာတက်တာ။ပြီးရင် hero လို့ပြီးပတ်စံရှာမယ်ပေါ့။ ။မီဒူရီယာကတော့အော်မိုက်ကိုသူဟာအုံနောက်ဖီလိန်ကိုခြားတော့ကသူ့လက်ကဘာမှမဖြစ်သွားဘူးလို့ပြောပြနေခဲ့ပါတယ်။ငါအစွမ်းကိုပေးတာငါနေရာကိုရောက်စေချင်လို့အခုရွေရာကစားပွဲတော်မှာဟီရိုတွေရဲ့အစွမ်းလေးကိုပြဖို့အချိန်ကျလာပြီ။ဒီမာရီယာပိုက်တက်ကပြီးဆုံးလာပါတယ်။ရွေကြောင်အကားသားပွဲတော်ဟာတနင်္ဂနွေလုံးစောင့်ကြည့်နေကြတဲ့အထီကိုကြီးကျယ်လာပါတယ်။ နမကြီးရဲ့သူတို့အေကန်းကဘလို့လဲလို့တခြားတန်းတွေကလူတွေကလာကြည့်တော့ရှင်ဆိုကအေကန်းအကောင်တွေကမာနကြီးတာပဲဒီလိုနဲ့လေတိုင်းမှုတွေစိန်ခေါ်မှုတွေဖြစ်ပြီးနောက်မီဒိုရီယာပါဝင်အေကန်းကလူတွေကအာကစားပွဲတော်အတွက်အစွမ်းကုန်လေးချိန်ရင်ဆင်းကြပါတော့တယ်ဒီလိုနဲ့အချိန်တွေကုန်လာပြီးအာကစားပွဲတော်စားမြတ်မနက်မှာမီဒိုရီယာကအိမ်ကနေမထွက်ခင်သူ့အမေကဒဏ်ရာမရလာဖို့မှာနေရပါပွဲတော်မှာအထုပ်တွေစစ်ဆေးတာကအစလုံခြုံရေးတင်းကျပ်ပြီးစားတောက်ဆိုင်နဲ့မုန်းဆိုင်နဲ့အထူးပုံမှာစီကားလာပါတယ် ။မောင်းလေတွေတော့နာမည်ကြီးဟီးရိုးတွေလည်းရောက်လာကြတာပါ။ဒါအပြင်တနိုင်ငံလုံးကဟီးရိုးတွေကိုပါဖိတ်ကြားထောက်ဝင်ရပါတယ်။တန်မဝင့်မဲ့အငယ်ရန်ဟီးရိုးတွေကတော့ကိုပိုင်ဟီးရိုးဝတ်ဆောင်မဟုတ်ဘဲယူနီဖောင်းပဲဝတ်ထားရတာပါ။တိုတိုရိုကြီးကမင်းကိုအိုမက်ကစောက်ကြည့်နေရမလားမင်းကိုနိုင်အောင်လုပ်ပြမယ်လို့မီတိုရီယာကိုဗလိုက်ကြီးပြောသားပါသေးတယ်။ပရက်ဆာမိုက်ကတော့ခန်းနာဖွင့်လက်ပြီးဖြစ်ကြောင်းကြင်ညာပြီးပထမနေ့ចောင်းသားတွေကိုပြန်ဝဲခွင့်နဲ့ကိုခေါ်လိုက်ပါ යි ။မီတိုရီယာအမေကလည်း TV ကနေဒီပြန်ဝဲကိုကြည့်ရှုနေကြရပါ။ယူရီပြန်ဝဲကဟီးရိုးလက်သက်လေးတွေအေးချင်းတွေ့ရတဲ့နေရာလေးဖြစ်ပါတယ်။ မီဒိုရီယာကတော့လူတွေအများကြီးကြည့်နေရကြောင်းရှိန်နေပြီးဒိုင်ကအရန်လန်းနဲ့အစ်စ်အားရှိတဲ့ဟီးရိုးဖြစ်တဲ့မင်းနိုင်ပါကက်ဆုကိုဘဂူဝါကတော့သူဒီဗန်မောမှာနိုင်ရမယ်လို့ခက်ပြပြပြောပြီးပြန်ဆင်းသွားပါတယ်ပရက်ဆာမိုက်ကတော့ပြန်မွေးကျင်ညာဖို့မလုပ်ချင်နဲ့အိုက်ဇဝါကိုပါခေါ်ထားပြီးမာမီမန်းလို့နာမည်ပြောခေါ်နေပါသေးတယ်ပြန်ဝဲစားမှာပဲတူတူရီကြီးကပြေးလွှားနေတဲ့လူအုပ်ကိုခဲပြီးသူကထိတ်ဆုံးကနေပြေးထွက်သွားပါတယ်ဒါပေမဲ့ယူကာကကပတ်ကအစွမ်းကိုတွန်းကန်ပြီးမိုမိုကအပေါ်တူချောင်းတစ်ခုဖတ်ပြီးကတွန်းကန်ပြီးဘဂူဝါကတော့မီးနဲ့တွန်းကန်ပြီး တိုတိုရီကိုမြင်အောင်လိုက်နိုင်ခဲ့ကြပါတယ်။တခြားသူတွေကတော့ကိုနီကိုဟန်ရဲ့ရေခဲပင်ကြီးကိုဖက်ကျော်နေရတာပါ။မီနာတာကလည်းသူ့ကောင်းကအလုံးလေးတွေနဲ့ရေခဲကိုခင်းပြီးနင်းကဖြတ်သွားပါတယ်။မီနာတာကဘောလုံးနဲ့တိုတိုရီကိုပြစ်ခတ်နေစက်ရုပ်ဖြေရဲရဲလိုက်တာကြောင့်မီနာတာကလွတ်ထွက်သွားပါတယ်။ဒီစက်ရုပ်တွေကပထမဆုံးတားဆီးဖြစ်ပြီးစက်ရုပ်ငရဲပင်လို့ present mic ကနာမည်ပေးထားပါတယ်။ဒီစက်ရုပ်တွေကဝင်းဝဲဆောင်ဝဲတုံးကအမှတ်တုံညာပဲရတဲ့စက်ရုပ်တွေပါပဲ။တိုတိုရီကီကတော့အော်မိုက်ဆောင်ကြည့်နေတယ်ဆိုတဲ့အချက်ကိုတော်တော်လေးစိတ်ထဲထည့်ထားပြီးစက်ရုပ်တွေကိုတစ်ချိန်နဲ့အေးခဲလိုက်ပါတယ် ပြီးတော့ထွက်ပြေးပြီးစရုပ်တွေကလဲကျသွားပါတယ်။ဒါကတိုတိုရိုကီအနေနဲ့စရုပ်တွေကိုတစ်ချိန်တည်းမှာတတ်ခတ်လိုက်တဲ့သဘောပါပဲ။တိုတိုရိုကီကထောက်ကကြတဲ့ဝင်လာသူတွေကတယောက်လည်းဖြစ်ပါတယ်။မီဒိုရီယာကတော့စရုပ်တွေကိုဘယ်လိုဖောက်ထုတ်ရမလဲတွေးနေပါပြီ။ဒီမာရီအပိုင်းနှစ်ကပြီးဆုံးသွားပါရဲ့